်အားလုံးမင်္ဂလာပါကျွန်တော်တို့ပစ္စည်းပို့ခြင်းတဲ့အခါမှာဒီရမတ်တူကိုတွားမပို့ဝင်နေပေါ့နော်ဒီရမတ်တူကနေမှတစဉ်ကိုယ့်အိမ်ကိုပစ္စည်းလာတဲ့ပေးဖို့ရိုးရွားကုလုံကြီးလေးအချောင်းကိုမျှဝေပေးသွားကြပါတယ်ရိုးရွားကုလုံဖို့အရင်ဆုံးကျွန်တော်တို့ရမတ်တူ application နဲ့ဝင်လိုက်ပါမယ်ပြီးရင်တော့ကြည်တကူပင် or smart home တဲ့ oculus ကိုနှိပ်လိုက်ပါရောက်ခုလုံနီးကတော့ဒီလေးမျိုးတွေကခြိုက်တဲ့နီးနဲ့လို့လို့ရပါတော့ဒီခေါက်ကတော့ကျွန်တော်ဒီအောက်ဆုံးကနီးနဲ့ လုပ်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့စူးကြောနီမိုဆုံအခုလိုနှိမ့်လိုက်ပါဒီနေရာမှာအပေါ်ဆုံးပါဒီရှုကောက်ကောက်ကိုက်စာကီဆိုတဲ့ဒီပစ္စည်းလာတဲ့ခိုင်းစစ်ခြင်းတဲ့နေရာမှာကျွန်တော်တို့ application စချောင်းတော့လိပ်စာအတိုင်းပေါ်နေပါလိမ့်မယ်တကယ်လို့လိပ်စာပြောင်းလဲမရှိဘူးဆိုရင်တော့ဘာမှဆက်ပြေစရာမလိုပါဘူးဒီတိုင်းသွားလို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့အသုံးပြုမဲ့ service ကိုရေးပါမယ် အခုကတော့ကျွန်တော်ကြီးတက်ခုပင်ဖြစ်တဲ့အပေါ်ဆုံးအဟောင်းယူလိုက်ပါမယ်အောက်ကဟာဒီကတော့ကျွန်တော်တို့ဒီအေးကန်းနဲ့ပို့ချင်တယ်ဆိုရင်တော့ကျွန်တော်တတိယမြောက်ဟောင်းယူရပါမယ်အခုကတော့ကျွန်တော်အပေါ်ဆုံးအဟောင်းပဲယူလိုက်ပါမယ်ပြန်တော့ပစ္စည်းပိုးကကိုဒီဘက်ကရှင်းမလားဟိုဘက်ကရှင်းမလားမေးပါတယ်ဒီဘက်ကရှင်းမယ်ဆိုရင်တော့ဟာဆူပါရာကြီးဟိုဘက်ကရှင်းမယ်ဆိုရင်တော့ကျွန်တော်ဟာဆူပါရာကြီးကိုရွေးရမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ချာကူပါရာကြီးပေါ့နော်ဒီဘက်ကရှင်းမှာဖြစ်တော့ချာကူပါရာကြီးကိုရွေးပြီးတော့ရှင်းဆက်သွားပါမယ် ဒီနေရာမှာကတော့ကျွန်တော်တို့ပစ္စည်းလာယူစေခြင်းတဲ့ရက်ကိုရွေးရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်ကတော့ဒီရက်တွေရွေးလိုက်ပါတယ်။ပြီးတော့အချိန်လည်းရွေးလို့ရပါတယ်။အဲတော့ဒီ14 16ကိုပဲကျွန်တော်ရွေးလိုက်ပါမယ်။ပြီးဒီနေရာမှာကတော့အပေါ်ဆုံးဟာလေးကိုပဲရွေးလိုက်ပါတယ်။ပြီးတော့အောက်ကိုနည်းနည်းဆွဲပါ။ နေရာမှာကတော့ Otsuka Saki ဆိုတဲ့ကျွန်တော်တို့ဒီပစ္စည်းပို့ပေးရမယ့်နေရာရဲ့လိပ်စာကိုဖြစ်ပေးရမှာဖြစ်ပါတယ်။အဲ့တော့ Otsuka Saki ကိုဆက်သဲစုလို့နှိပ်ပါ။ဒီနေရာမှာကျွန်တော်တို့ကကိုယ်တိုင်ဖြစ်မှာဖြစ်တဲ့အတွက်ဒီညာဘက်က New Look စုလို့နှိပ်ပါမယ်။ဒီနေရာမှာကျွန်တော်တို့ကနံပါတ်စာလိုက်နံပါတ်တွေဖြစ်ပြီးတော့ခန့်သဲစုလို့နှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာနံပါတ်ဖြည့်လိုက်ပါမယ်။ ာမည်ကတော့ခတ်တက္ခဏနဲ့ဖြေတာကပို့ပြီးတော့အဆင်ပြေတယ်လို့ထင်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ယူဝင်ဘန်ကောပေါ့နော်စာရင်းနံပါတ်ထည့်ပြီးတော့ကျွန်တော်တို့ဒီခန်းဆောက်ကိုနှိပ်ပြီးတော့ရှင်းဆက်သွားပါမယ်။ဒီနေရာမှာကျွန်တော်တို့လိပ်စာကြလာတယ်ပေါ့နော်အိမ်နံပါတ်ဒီအခန်းနံပါတ်ဒီကတော့ကိုကိုတိုင်းထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုရဲ့အိမ်နံပါတ်တို့ပေါ့အခန်းနံပါတ်ကိုထည့်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ် ဒီနေရာတွေကတော့ကျွန်တော်တို့မဖြည့်လဲရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအပေါ်ကလိပ်စာနဲ့အိမ်နံပါတ်ပဲဖြည့်ပြီးเนาะကျွန်တော်တို့ရှင်းဆက်သွားလို့ရပါတယ်ပြီးရင်တော့အောက်ကဒန်းဝဘန်းကိုနေရာကလည်းကျွန်တော်တို့ရှင်းထည့်လို့ရတယ်မရှင်းရင်လည်းမထည့်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခတ်သေးစုလို့နှိပ်ပြီးတော့ရှင်းဆက်သွားပါမယ်ပြန်တော့အောက်ကိုနည်းနည်းဆွဲလိုက်ပါ ီနေရာမှာလည်းပို့မြပစ္စည်းရဲ့နိုင်ရောအကြောင်းအရာကိုရွေးရမှာဖြစ်တဲ့နီမိုဆွန်တော့နိုင်ရောကိုဆက်သဲစုလို့နှိပ်ပါဒီနေရာမှာပစ္စည်းအထုပ်အရင်တော့ကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးကိုနှိပ်လိုက်ပါတစ်ခုဆိုရင်အပေါ်ကတက်ပေါ့နော်နှစ်ခုနှစ်ထုပ်ဆိုရင်နှစ်ကိုရေးပြီးတော့ရှေ့ဆက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာကတော့ကျွန်တော်ပို့မြပစ္စည်းရဲ့ပေါ့နော် ပစ္စည်းအမည်ပေါ့နော်ဥမာအဝင်စားဆို EDO E ပြီးရင်ရဆိုင်ဒါမဲ့မို့လို့စသဖြင့်ပေါ့နော် ကိုပို့တဲ့ PC ရဲ့အမျိုးမျိုးရေးပေးရမှာဖြစ်ပါတယ် ကျွန်တော်ကတော့အဝင်စားပြတ်တို့ရဲ့ EUE လို့ရေးပြီးတော့ကျွန်တော်ရှေ့ဆက်သွားမှာဖြစ်ပါတယ်။အောက်ကကျွန်တော်တို့တခုနိတိုရီအစခိုင်ချူအီဟီစီယောနာဘာယီဆိုတဲ့နေရာမှာပေါ့နော်။ကိုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတခုကိုရေးပြီးတော့ရှေ့ဆက်သွားလို့ရပါတယ်။ကျွန်တော်ကတော့အဝင်စားပြတ်တို့ရဲ့ဘာမှမလို့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ခတ်သေးဆုလို့နေပြီးတော့ကျွန်တော်ရှေ့ဆက်သွားလိုက်ပါတယ်။ပြန်တော့ဒီနေရာမှာလဲပေါ်တော့ဒီ ကုန်ပစ္စည်းရောက်စေခြင်းနဲ့အချိန်နဲ့နေ့ရက်တွေပြေးရမှာဖြစ်ပါတယ်အဲ့တော့အပေါ်ကကျွန်တော်ရက်ရွေးလိုက်ပါတယ်ပြီးရင်တော့အချိန်ကတော့အဲဒီ14နာရီရက်16နာရီရွေးလိုက်ပါတယ်ပြီးရင်တော့အောက်ကိုနည်းနည်းဆွဲလိုက်ပါပြီးရင်တော့ဒီနေရာမှာအမှန်ချင်းချင်းပြီးတော့နိုင်ရောခက်ခွင်းစုလို့နေလိုက်ပါဒီမှာခုနကကျွန်တော်တို့ဖြည့်ခဲ့တဲ့အချက်လက်တွေကြာလာပါတယ်ဒီအချက်လက်တွေကိုတစ်ချက်စစ်ပါကျွန်တော်တို့အချက်လက်တွေမှန်တယ်ဆိုရင်တော့ခွန်နိုင်ရောတဲ့မရှိကုန်ပြီပေါ့နော် တကယ်လို့အချက်လက်ကတကူလွဲခဲ့လို့ရှိရင်တော့နိုင်ရောအောင်ရှုဆဲဆုလို့နှိပ်ပြီးတော့ကျွန်တော်တို့ပြန်ပြင်လို့ရပါတယ်အခုကတော့ကျွန်တော်အချက်လက်တွေမှန်တာဖြစ်တဲ့အတွက်ခရိုနိုင်ရောတဲ့ရှုကမရှိကုန်မျိုးနှိပ်ပြီးတော့ရှင်းဆက်သွားလိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီပစ္စည်းလာတဲ့ပြဖို့ရွာခုလောက်တာအောင်မြင်ပါတယ်ပြီးရင်မေးလဲကြလာတယ်ပေါ့နော်ပြီးအောက်ကတော့ပုန်နီမိုတော်တို့ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဘက်ပြန်ထွက်လို့ရပါတယ်ခုနကပေါ့နော်ကျွန်တော်ယူရခုယူခဲ့တဲ့အခြေအနေကဆက်ဆက်ဘူးဖြစ်မဖြစ်ဆိုရင်လည်းဒီနေရာမှာဝင်ဆက်လို့ရပါတယ် အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ရိုးရခုလောက်ခဲ့တဲ့အကြောင်းအရာပေါ်တယ်ပြီးရင်တော့အသေးသေးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရှိုးဆိုင်ခောက်ကနင်းဆိုတဲ့ဒီနေရာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ခုနကကျွန်တော်တို့ရိုးရခုလောက်တုန်းကဖြည့်ခဲ့တဲ့အချက်လက်တွေပေါ်လာပါတယ်ဒီလိုပုံစံမျိုးလေးနဲ့လည်းကိုယ့်ရဲ့ရိုးရခုလောက်ထားတဲ့အခြေအနေဆက်ဆက်မှုဖြစ်မဖြစ်ဒီလိုပုံစံမျိုးလေးနဲ့လည်းစစ်လို့ရပါတယ် ဲ့တော့ရွရခုလောက်တာကလည်းဆက်ဆက်ဝဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ application နဲ့မှာရွရခုလောက်ထားတော့အချိန်တိုင်းပေါ့နော်ဒီ Yamato က delivery ရောက်လာပါတယ်။အဲ့ဒီတော့ပေါ့နော်ကိုအစင်းနဲ့ထုတ်ထားတဲ့ပစ္စည်းလေးတွေကို Yamato delivery လာတဲ့အခါထုတ်ပေးလိုက်ရုံပါပဲ။သူဟန်သူဒီအလေးချိန်လေးသို့မဟုတ်ဒီကင်ကြီးလေးတွက်ပြီးတော့ပေါ့နော်။ကြာနေငွေကို တောင်းပြီးတော့ပစ္စည်းကိုယူသွားပါတယ်။ဒီ Yamato application နဲ့မှာကိုယ့်ရင်ကိုပစ္စည်းလာတင်ပေးဖို့ဟိုရခုလောက်တဲ့နီလန်လေးကပေါ့နော်။ အလုံးပြောင်းတဲ့ခါမှာတော့ကိုနဲ့တပါတဲ့အဲတခါတည်းယူမသွားနိုင်တဲ့ပစ္စည်းတွေကိုဆိုရင်တော့ဒီယာမတိုကိုအင်းနဲ့ရောက်လာတဲ့ပြီးရွာခလုတ်တဲ့နီလန်တွေကအလုံးအတွက်အထောက်အပံ့ဖြစ်မလို့ထင်ပါတယ်အလုံးကျေးဇူးတင်ပါတယ်